ီနေ့မှာမျှဝေပေးတင်တာကတော့ဖုန်းတစ်လုံးထဲမှာတစ်တော့အကောင့်2កောက်သုံးနေတဲ့မိစေတွေအတွက် ဖုန်းတစ်လုံးထဲမှာတစ်တော့အကောင့်2កောက်သုံးလို့ရအောင်ပြုလုပ်တဲ့နည်းလေးကိုကျွန်တော်ဒီနေ့မှာမျှဝေပေးမှာဖြစ်ပါတယ်ဒီနည်းပညာလေးကိုစတင်ဖို့အတွက် ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ Play Store ကိုနှိပ်ပြီးတော့ဖွင့်လိုက်ပါ Play Store ကိုဖွင့်ပြီးွားရင်ဒီအောက်နာက Search Icon လေးကိုတစ်ချက်နှိပ်ပါပြီးရင်ဒီနေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင် CLONE Clone အဲ Clone လို့ရိုက်လိုက်ပါဒါဆိုရင်ဒီအောက်မှာ Clone App ဆိုတာပေါ်လာလိမ့်မယ်အဲ့ဒီ Search တန်းလေးကိုတစ်ချက်နှိပ်လိုက်ပါကျွန်တော်တို့ရဲ့ ဘုန်းနဲ့မှရှိတဲ့ဆော့ဝဲတွေကိုနှစ်ခုဖြစ်အောင်လို့ပြုလုပ်ဖို့အတွက်ဆော့ဝဲတစ်ခုကိုကျွန်တော်တို့ဖုန်းထဲကို install လုပ်ပြီးတော့ထည့်ရမှာဖြစ်ပါတယ်။ပြီးရင်တော့ဒီဆော့ဝဲလေးကိုတစ်ချက်နှိပ်နှိပ်လိုက်ပါ။ပြီးရင် install ကိုနှိပ်ပြီးတော့ဖုန်းထဲကိုထည့်လိုက်ပါ။ဆော့ဝဲလေးကို install လုပ်လို့ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အပြင်ကိုပြန်ထွက်လိုက်မယ်။ ဒီလိုပြန်ထွက်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုံးပြတဲ့ပြင်မှာဒီ software လေးကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီ software လေးကိုတစ်ချက်နှိပ်လိုက်ပါ။ပြီးရင်တော့ agree and continue ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါ။ပြီးရင်တော့ဒီအောက်နာကအပေါင်းဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါ။ပြီးရင်ကျွန်တော်တို့က TikTok account နှစ်ကောက်ဖြစ်အောင်ကျွန်တော်တို့ပြုလုပ်မှဖြစ်တဲ့အတွက်ဒီနေရာလေးကိုတစ်ချက်နှိပ်ပါ။ ဒီလိုလေးပေါ်လာရင်ခဏဆောက်ပေးပါဒီလိုပေါ်လာပြီဆိုရင်တော့အောင်နာက agree and continue ဆိုတဲ့နေရာကိုတစ်ချက်နှိပ်ပါပြီးရင် allow နှိပ်ပါပြီးရင်ဒီနေရာမှာ အင်တာတိန်မန့်ပေါ့နော်ဒါမို့ရင်ကုမ္ပဏီဒီနေရာမှာကိုကြမ်းတင်တဲ့ရာကိုရွေးချင်လိုက်ပါပြီးရင်တော့ဒီအောင်နာကနှိတ်ကိုနှိတ်ပြီးတော့သွားလိုက်ပါ စကစ်နဲ့သွားမှဆိုရင်လည်းရတယ်ပေါ့နော်ကျွန်တော်ကနှိတ်နဲ့ပဲသွားလိုက်မယ်ပြီးရင်ဒီလိုပေါ်လာပြီဆိုရင်အပေါ်နာကိုဆွဲတင်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီနေရာလေးကိုတစ်ချက်နှိပ်ပါ ပြီးရင်တော့ဒီနေရာမှာကျွန်တော်တို့တစ်တော့အကောင့်တစ်ခုကိုကျွန်တော်တို့ဖွင့်ရမှာဖြစ်ပါတယ်တစ်တော့အကောင့်အဟောင်းပေါ့နော်အစင်သိရှိမယ်ဆိုလို့ရှိရင်လည်းတစ်တော့အကောင့်အဟောင်းကိုကျွန်တော်တို့ဒီနေရာမှာထည့်ပြီးတော့အသုံးပြုလို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းဖုန်းထဲမှာ Gmail ရှိရင် Gmail နဲ့တစ်တော့အကောင့်တစ်ခုဖွင့်ပြီးတော့လည်းအသုံးပြုနိုင်ပါတယ်ကျွန်တော်တို့ဒီ TikTok ပေါ့နော်ကျွန်တော်တို့နောက်ထပ် TikTok အကောင့်တစ်ခုကိုကျွန်တော်တို့ကအသုံးပြုမယ်ဆိုလို့ရှိရင် ဒီ software လေးတွေကိုဝင်ပြီးတော့ကျွန်တော်တို့အသုံးပြုရမှာဖြစ်ပါတယ်။ software တွေဝင်ပြီးရင်တော့ကျွန်တော်ဒီ TikTok application လေးကိုကျွန်တော်နှိပ်ပါ။ပြီးရင်တော့ TikTok ကိုကျွန်တော်တို့အသုံးပြုနေကြပုံစံလေးအတိုင်းပဲကျွန်တော်တို့စတင်ပြီးတော့အသုံးပြုလို့ရပြီဖြစ်ပါတယ်။